အနန္ဒာສຸລະນິກາ લો ກະຕະດຸဆိုတဲ့ສຸລະນິກາ લો ກະຣະအကြောင်းကိုမင်းကြားဘူးသလားလို့ဆိုတဲ့အခါမှာရှင်အနန္ဒာကအရှင်ဘုရားဟောတော်မူပါဟောတော်မူပါဆိုတော့လျှောက်တဲ့အခါမြတ်စွာဘုရားကစัจ java လာအကြောင်းကိုစပြီးတော့ဟောတာเนาะအဲ့ဒီမှာ લો ກະဓာတု၃မျိုးဆိုပြီးတော့မြတ်စွာဘုရားဟောလိုက်တယ်နံပါတ်၁က လောကဓာတုအငယ်စာສຸລະນິກາလောကဓာတုလို့ခေါ်တယ်အငယ်စာလောကဓာတ်နောက်တစ်ခါမິສິມິກາလောကဓာတုအလတ်စာလောကဓာတ် ਨੇ မဟာတဟတိလောကဓာတုအချီးစာလောကဓာတ်ဆိုပြီးတော့လောကဓာတ်၃မျိုးမြတ်စွာဘုရားလောကဓာတုဆိုတဲ့သကလုံးကိုသုံးပြီးတော့စัจ java လာရဲ့ဖွဲ့စည်းပုံလေးကိုမြတ်စွာဘုရားကအချင်းချင်းဟောပြတာ အကျေဝန်အတိုင်းတာပမာဏလေးတွေကိုပြောစုလနိကလောကတာတုဆိုတဲ့အထက်မှာစัจ java လာဖွဲ့စည်းတဲ့အခါစัจ java လာဆိုတာနော်အလုံးသိကြတဲ့အတိုင်းအဲအင်္ဂလိပ်လို cosmos သို့မဟုတ် universe universe ဆိုတာဒီထဲမှာဒီဂျိုတွေတို့နော်ကြက်တာယာတွေတို့နေတွေလာတွေဒီလိုရှိတယ်လို့ဒါတွေအလုံးရှိနေတဲ့အရာတစ်ခုလို့ဒီလိုဆိုတယ် အဲ့ဒီမှာစัจ java လာတစ်ခုမှာဗာလဲဖွဲ့စည်းတုံးဆိုစัจ java လာတစ်ခုမှာတဲ့ဒီနေတစဉ်လာတစဉ်လူပြေကတပြေစတုမာရိတာဝရိနာယာမာတုတ်တိတာနေမန္တရတိပြဏိမိတဝတ္တဝတိပြီးတော့ဗြမပြေလို့ဒါတွေပြည့်ပြည့်စုံစုံ အဲ့ဒါတွေမကဘူးမြစ်မို့တောင်ရဲ့မြစ်မို့တောင်ရဲ့ကျွန်းကြီးလေးချွန်းရဲ့သမုဒ္ဒရာလေးဆင်းရဲ့ဟောအဲ့ဒီလိုပြည့်ပြည့်စုံစုံဟောမြစ်မို့တောင်မြစ်မို့တောင်ရဲ့အရှိအနောက်တောင်မြောက်မှာရှိတဲ့သမုဒ္ဒရာကြီးလေးဆင်းကျွန်းကြီးလေးချွန်းနောက်စတုမာရတောင်ရင်သာယာမတုတ်တိတံနိဗ္ဗာန်ရတ္တိပြဏိမိတဝဒဝတိမြမပြေဆိုပြီးတော့ ဘုံနေနဲ့စัจจဝလာတစ်ခုဒီလိုဖွဲ့စည်းတာအဲ့တော့စัจจဝလာတစ်ခုဆိုဒီမှာဘုရားစာပေရမြတ်စွာဘုရားရဲ့မြတ်ဗုဒ္ဓရဲ့ဒေသနာတော်အရာဆိုလို့ရှိရင်နေတစဉ်လာတစဉ်မြစ်မုတ်တောင်းတလုံးနော်ကျွန်းကြီး၄ကျွန်းပင်လယ်၄၄ခုနောက်ပြီးတော့ စတုမာလူပြေရဲ့စတုမာရေတာဝရိနာယာမတုတိတာနေမနာရတိပြဏနေမိတာဝတ္တဝတိဆိုတဲ့နတ်ပြည့်6ထပ်ပြီးတော့ပြမဘုံအဲ့ဒီအပြည့်စုံပါတဲ့ဣရိယာကြီးတစ်ခုကိုစัจ java လာတစ်ခုလို့တတ်မှတ်တယ်အဲ့ဒီစัจ java လာစัจ java လာပေါင်းတစ်ထောင်စัจ java လာပေါင်းတစ်ထောင်ကိုစုလဏိကလောကဓာတုလို့ခေါ်တယ် အဲ့တော့စัจ java လာတစ်ခုမှနေရစင်းလာရစင်းဆိုစัจ java လာတစ်ထောင်ဆိုရင်နေပေါင်းဘယ်လောက်ဖြစ်သွားနေတစ်ထောင်လာတစ်ထောင်မြေမတောင်ပေါင်းတစ်ထောင်ဒီလိုဆိုလို့တာနော်မြေမတောင်ပေါင်းတစ်ထောင်ကျွန်းကြီးကြတော့၄ခုရှိသည့်အတွက်ကြောင့်၄ထောင်ပင်လယ်က၄စင်းရှိသည့်အတွက်ကြောင့်၄ထောင်လူပုံကတစ်ထောင်စတုမာရဲ့နတ်ပြည်ကတစ်ထောင်အဲ့ဒါလို့တစ်ထောင်စီတစ်ထောင်စီ အဲ့ဒီနဲ့ဖွဲ့စည်းထားတဲ့ဧရိယာကြီးတစ်ခုကိုသုလနိကလောကဓာတုလို့ခေါ်ဒါစัจ java လားအခုသိပ္ပံဆရာတွေဟာဒီအတိုင်းလိုက်ပြီးတော့သူတို့နီးနဲ့ရှာရင်တောင်မှပဲအကုန်တွေးဖို့ခရင်နေတယ်လေသို့တော့သူတို့အစွမ်းအစနဲ့ရှာတဲ့အခါမှာတခြားနေစัจ java လားတွေရှိတယ်ဆိုတာအခုလက်ခံလာရတယ် ဘုရားစာပေရသူတို့ကြည်လာတယ်အနန္တစัจ java လာဆိုတဲ့စကားကိုအခုသိပ္ပံပညာလက်ခံလာဒီမြတ်စွာဘုရားကနေတထောင်လတထောင်ဆိုတော့သူတို့နှစ်ဆင်းသုံးဆင်းတော့တွေ့တယ်လို့ဆိုတယ်ပေါ့ကြံတဲ့ဒီစัจ java လာကနေမောက်ခွဲနဲ့တခြားနေတဆင်းကိုသူတို့အဝေးကနေပြီးတော့မြင်နေရတယ်လို့ဆိုတာစာထဲမှာဖတ်ဖူးတယ်ပေါ့နော်အဲ့တော့စัจ java လာတစ်ခုနဲ့တစ်ခုဆိုတာလေအမှန်တမ်းကျယ်ဝန်းတာပေါ့ အဲ့တော့မြတ်စွာဘုရားကအခုလိုမြင်နိုင်တာကဘာဖြစ်လို့မြင်တာတော့ဆိုကမ္ဘာလောကကြီးတစ်ခုလုံးကိုခြုံငုံပြီးတော့ဒိဗ္ဗစက္ခုပဲမြင်နေကြည့်လို့မြင်တာဟုတ်တာဆိုပါစို့မမြင်ရတဲ့ပုဂ္ဂိုလ်ကမဟုတ်ပါဘူးလို့ပြောလို့မရဘူးလေမျောစင်ကြီးတစ်ခုပေါ်မှာတက်ပြီးတော့ခြိလိုက်သို့မဟုတ်တောင်ကြီးတစ်တောင်ပေါ်မှာတက်ပြီးတော့အရက်လေးမျက်နှာကိုမြင်ရတဲ့တောင်ထိပ်ကနေခြိလိုက်တဲ့အခါမှာ အဲ့ဒီတောင်ပေါ်ကနေမြဲတဲ့လူကပြောတယ်ဟာဟိုဘက်မှာလည်းပဲတော်ရန်ကြီးဒီဘက်ကလည်းပဲတော်ရန်ကြီးအလွန်သားရတာပဲအေတန်လှပတာပဲလို့ပြောရင်တောင်အောင်ကလူကမဟုတ်နိုင်ပါဘူးမဖြစ်နိုင်ပါဘူးလို့ပြောလို့မှတ်မှမလားအေးသူကိုယ်တိုင်တောင်ပေါ်တက်ချင်ရင်ခုနမြင်ခွင်းနေမမြင်နိုင်ပေဘူးလားမြင်နိုင်တယ်အဲ့ဒါလည်းပဲမြတ်စွာဘုရားသခင်ကိုတော်မြတ်ကတောင်ပေါ်တက်ချတာမျိုးလို့ဒိဗဆက်ခုအပင်ကြီးနဲ့လောကရာကြီးတစ်ခုလုံးကိုခြုံကြည့်လိုက်တဲ့အခါ စัจจဝလာအနန္တကိုမြင်ရလို့အခုလိုဖွဲ့စည်းတဲ့စัจจဝလာတစ်ခုສຸລະນິກາ લો ກະດາດູလို့ດິຫາကိုစัจจဝလာတထောင်ကိုမြတ်စွာဘုရားကရှိတယ်ဆိုတာကိုဟောတယ်။နောက်ဒါရင်လာလို့ဆိုမကဘူး။အဲ့ဒီတထောင်ကိုတထောင်နဲ့မြောက်လိုက်တဲ့အခါကျတော့စัจจဝလာတတန်းဖြစ်တယ်။အဲ့ဒီတတန်းကိုမစ္စမိကလို့ခေါ်တယ် အနန္တစကြဝဠာဆိုတာဒီတထောင်ဟာလလန်းမိတာကိုပြောပြတာเนาะပြီးတဲ့ခြေဝန်းလာတာကိုကြည့်လိုက်တဲ့အခါကျတော့တထောင်တထောင်နဲ့မြောက်တဲ့အခါကျတော့စကြဝဠာတတန်းဖြစ်လာတယ်အဲ့ဒါကိုနောက်ထပ်ထပ်ပြီးတော့မြောက်တဲ့အခါကျတော့စကြဝဠာခရေတသိန်းဆိုပြီးတော့မြတ်စွာဘုရားသခင်ကိုတော်မြတ်ဒီပရိတ်တရားတော်ကိုဟောတော်မူတဲ့အခါမှာမြတ်စွာဘုရားရဲ့ပရိတ်တရားတော်ကို လက်ခံပြီးတော့ကြီးညိုမြတ်လို့ကျတဲ့နတ်ပြမာတွေဆက်ကြဝလာဂရေတသိအနှံ့ရှိအာလုံးပရိတ်ကြီးကြက်ထားတဲ့ပုဂ္ဂိုလ်တွေထဲမှာယရဏတုံမှာတွေ့လိုက်မယ်ကောတိတတသဟတေတုဆက်ကဝါလေတုဒေဝတာယတနံပဋိကနန္တိယင်စဝေတာလေးရပုလို့ဆိုဆက်ကြဝလာဂရေတသိကနတ်တွေကလာရောက်ပြီးတော့နာယူထားတာတဲ့လူတွေအနေနဲ့တော့ဂရေတသိကလူတွေမလာနိုင်ပေဘူးပေါ့နော်အဲ့တော့နတ်တွေကတော့ လာနိုင်တယ်ဒါကြောင့်မို့ယရဏသုံးပါဆိုရင်စัจ java လာဂရေတသိန်းကနေပြီးမြတ်စွာဘုရားရဲ့ဓမ္မအာလာပရိတရားတော်ရဲ့သွမ်ပကားကိုလက်ခံထားကြတယ်လို့ဒီလိုဆိုတာအဲ့တော့မြတ်စွာဘုရားကစัจ java လာဂရေတသိန်းကိုအခုလိုရှင်အန္တနာကိုအတိုင်းအတာ၃မျိုးနဲ့ဟောပြီးတော့မပြောတော့ဆိုရင်ငါဖေဟာအကယ်၍ဆန္ဒရှိလို့ ပြောမယ်ဆိုလို့ရှိရင်ငါအတန်ကိုစัจချဝလာဂရေတသိန်းကလူတွေချားနိုင်ရဲ့တဲ့ခုနဂရေတထောင်နဲ့အဘိဘူးကဟုတ်ကဲ့လားဂရေတထောင်မဟုတ်စัจချဝလာတထောင်နဲ့ချားလက်ဆော့ဘုရားကြတော့စัจချဝလာဂရေတသိန်းမှရှိတဲ့တတ္တဝါတွေသူ့အတန်ကိုချောင်းခေါ်နိုင်တယ်တဲ့ဒီတဲ့ပို့ပြီးတော့ချားစေခြင်းလည်းပဲဒီတဲ့ပို့ပြီးတော့ချောင်းအောင်လုပ်နိုင်တယ်လို့မြတ်စွာဘုရားဟောတာ ဲ့တော့မြတ်စွာဘုရားကစัจ java လာအကြောင်းကိုဟောတယ်ဆိုတာအကြောင်းမဲ့တက်တဲ့ဟောတာမဟုတ်ဘူးဘုရားရဲ့စွမ်းပကားကိုလူတွေသိရှိကြည်ညိုဖို့ရာအတွက်ရှင်အနန္ဒမေကွန်တက်လာလို့ပြောတာနော်အေးငါဘုရားကအလိုရှိလို့အတန်ဖြင့်ကြားစေနိုင်တယ်ဆိုလို့ရှိရင်တဲ့စัจ java လာဂရေတသိန်းကတတ္တဝါတွေအကုန်ကြောင်းအောင်ပြောနိုင်ပါလေတဲ့ဓိတဲ့ဆန္ဒရှိအောင်မယ်ဆိုရင်ဓိတဲ့ပို့ပြီးတော့လည်းပြောနိုင်သေးတယ် စัจจဝလအနန္တထီအောင်ကြောင်းအောင်လုံးနိုင်တယ်လို့သူလို့ဆိုလို့တယ်ဟုတ်ကဲ့အဲ့တော့ရှင်အနန္ဒာကသူကသိချင်တယ်သိချင်တဲ့စိတ်ကအမတန်မှများတော့အရှင်ဘုရားနဲ့စัจจဝလဂရေတသိန်းကတတ္တဝါတွေအရှင်ဘုရားရဲ့အတန်ကိုအားလုံးကြောင်းအောင်အရှင်ဘုရားဘယ်လိုလုပ်လဲကြည့်ဒါလည်းပဲ reasonable ဖြစ်ဖို့လိုတယ်လေစัจจဝလလူတွေကကြည့်လေ ီတိုင်းနေကြမှာမဟုတ်တာအိတ်တဲ့လူကလည်းအိတ်မှာပဲငေးတဲ့လူကလည်းငေးနေမှာမရှိပေဘူးလားမရှိပါဘူးမြို့တမြို့ရွာတမြွာတဲ့နေတဲ့လူတောင်မှပဲအိမ်နဲ့ဝင်အိတ်ချင်တဲ့လူကအိတ်နေပဲတရွာလုံးကြောင်းဘယ်လိုလုပ်မလွယ်ပေဘူးမဟုတ်လားလူဆိုတာကိုယ်လုံးနဲ့ကိုယ်စိတ်ဆက်ရဆိုင်နေတာဆိုတော့အဲ့တော့မြတ်စွာဘုရားကပြောတယ်ဖြေတယ်စကြဝဠာခရီးတသိန်းကိုကြားအောင်မလုပ်တယ်လို့ဆိုလို့ရှိရင်အစပထမမှာ အမောင်ကြီးချလိုက်အမောင်ချပြီးတဲ့အခါမှာအင်မတန်လဲနဲ့အလင်းရောင်ကြီးကိုဖြန့်ကျက်လိုက်တယ်အဲ့ဒီအချိန်မှာလူတွေဟာလင်းသွားတာဟာဘာရောင်ကြီးပါလဲဆိုတော့လူတွေဟာအာလုံးအိုးကျက်ကျက်နဲ့ထွက်ချီကြအလင်းရောင်ကြီးအလင်းရောင်ကြီးဆိုပြီးတော့စကြဝဠာခါတိုင်းနဲ့ပူလင်းလာတယ်ဆိုတော့တတ္တဝါတွေအာလုံးဟာနှိုးထလာအဲ့ဒီအချိန်ကျမှမြတ်စွာဘုရားကအတန်တော်နဲ့တရားဟောတာကြားတာဆိုလိုတာက လူတွေကိုအလန်းလှုပ်လိုက်ပြီးမှပြောတာဒါဘလောက်တဘာဝကြတယ်ဟုတ်ကလားအလန်းမလှုပ်ခဲနဲ့ဆိုလို့ရှိရင်တော့ငေးနေပဲကြားမှာတော့တတိမမူဂူမမြင်ဆိုတာလို့တခါတခါကိုနာခေါင်းလောင်းထိုးတော်တော်တန်ကြားချင်မှကြားလိုက်တာနော်အဲ့တော့မြတ်စွာဘုရားက "तू ပြုလုပ်မဲ့ကိစ္စတစ်ခုအလင်းရောင်နဲ့အရင်ဖြန့်ပြီးတော့လူတွေကိုနှိုးလိုက်ပြီးတဲ့အခါကျတော့မှဒီအတန်တော်ကိုထုတ်ဖော်တာတဲ့ ဒါကဒီတုတ်တန်ရဲ့အကြောင်းကိုဖတ်ချင်လို့ရှင်အင်္ဂုတ္တရနိကေတိကနိဗ္ဗဆုလနိကလောကဓာတုတုတ်ဆိုဆုလနိကတုတ်ဆိုတာရှိတယ်အဲ့ဒီမှာမြတ်စွာဘုရားကရှင်အန္တနာမေးလို့ဒါကိုဟောတာတခြားတရားတွေကိုပါတာမဟုတ်ဘူးအဲ့တော့ဘုန်းကြီးတို့တွေမြတ်စွာဘုရားမြတ်ဗုဒ္ဓဟောတဲ့ဒီစัจ java လာဒေသနာဆိုတာပိဋကသုံးပုံထဲမှာပါတယ်ပေါ့ ဒါကို Buddhist cosmology လို့ပြောလို့ရတာပေါ့သိပ္ပံကိုအထင်ကြီးလွန်းအယုံသွင်းလွန်းတဲ့ပုံကိုယ်တွေကသိပ္ပံကဆိုမှမှန်တယ်လို့ဒီလိုထင်ကြတာရှိသေးတယ်ပေါ့သိပ္ပံကခဏခဏပြောင်းနေတာတွေဟာဒီကနေ့ဆေးပညာကိုကြည့်လိုက်လို့ရှိရင်အခုဒီဟာကဒီဆေးကတွေးရှိချက်ကဒါကယောဂါကိုပျောက်စေတယ်နောက်တည့်ရကျတော့ယောဂါကိုမပျောက်စေဘူးနဲ့တခါဖြစ်သွားပြန်ပြောင်းလဲနေတာတွေအများကြီးရှိတယ် ခေါင်ယောဂရှိတဲ့လူတွေကိုအရင်တုန်းကခေါင်ယောဂရှိလို့ရှိရင်တဲ့ strawberry ဆိုတာမတည့်ဘူးအဲ့ဒီအဲမှာ strawberry မှာအဆိသေးသေးလေးတွေက uric acid ကိုတက်စေတတ်တယ်လို့ဒီလိုရေးခဲ့တာဟောဒီကနေ့ခေတ်ကြတော့ strawberry ထဲမှာပါတဲ့အဆိသေးသေးလေးတွေက uric acid ကိုကျစေတယ်တဲ့ဟောပြောင်းနေပြောင်းမြန်နေဖြစ်နေတယ်ဟုတ်ကဲ့လားတစ်ချိန်လုံးက ဒီ US ကိုတက်စီတယ်လို့အဖြေထုတ်ထားတဲ့အသီးပဲအခုတခါ US ကိုကြားနေတယ်လို့အဖြေထပ်ထုတ်တယ်အဲ့တော့သိပ္ပံဆိုတာတွေးရှိချက်ကလေးကိုထုတ်ဖော်တာပဲဖြစ်တယ်စမ်းသပ်လို့တွေးရှိချက်ကလေးတွေထုတ်ဖော်တာဒါကို အမှန်တရားလို့မအောင်မေ့လိမ့်မယ်ညဆော့ဘုရားကိုတော်မြတ်ကအလုံးကိုခြုံငုံပြီးတော့ဉာဏ်တော်ကြီးနဲ့ဒေဝဆက်ကုအဘိညာဉ်နဲ့လက်တွေ့ချိန်ပြီးမှဟောတာညဆော့ဘုရားကိုယ်တိုင်ကလည်း ယတေဝတာမန်ညာတံတာမန်ဒိဋ္ဌံတာမန်ဝိဓိတံငါကိုယ်တိုင်မြင်တယ်ငါကိုယ်တိုင်သိတယ်ငါကိုယ်တိုင်ထင်ထင်ရှားရှားသိပြီးမှဟောရပါလို့တချို့သုတ်တန်တွေမှာဒီလိုဖော်ပြထားတာရှိတယ်เนาะအကျိုးရှိတဲ့အခါမှာဟောမယ်အကျိုးမရှိဘူးဆိုရင်မဟောဘူးအေးဒီ universe နဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကရှင်အနန္ဒာရဲ့မိဂွန်းတက်လာလို့ အခုလို့ခေါ်လိုက်တာမြတ်ဗုဒ္ဓရဲ့ဆွမ်းပကားဟာအမတန်မှကြီးမားတယ်လို့ဆိုပြီးတော့ကြီးညိုတရာပွားနိုင်တာပေါ့အဲ့ဒီလိုကြီးညိုတရာဘုရားကိုကြီးညိုတရာပွားတာအကျိုးမဲ့မဟုတ်ဘူးအဲ့ဒီမှာရှင်အနန္ဒာကဒီအကြောင်းကိုသိရတဲ့အခါမှာသူ့စိတ်ထဲမှာတိတ်ကျဉ်တ်ကျဉ်တ်တော့သူကဘာပြောတော့ဆိုအနန္ဒာမှာသူနဲ့တူတူရှိနေတယ်ဥရာယီဆိုတဲ့ကိုတော်ကိုပြောတယ် အရှင်ဥရာယီတပည့်တော်တို့ကံကောင်းလိုက်တာဒီလောက်ဆွမ်းပကကြီးတဲ့ဖရာရဲ့တပည့်ဖြစ်ရတယ်ဆိုတော့တပည့်တော်တို့ကံကောင်းလိုက်တာကံကောင်းလိုက်တာနဲ့သူကပြောတာအဲ့ဒါလို့ပြောလိုက်တဲ့အခါကျတော့ဟိုဥရာယီဆိုတဲ့ကိုယ်တော်ကလည်းတရားတရားတွေဖြစ်လို့ဝမ်းမြောက်ဝမ်းသာဖြစ်နေတဲ့ပုံကိုရှေ့ကနေစီးပြီးတော့ရိုက်လိုက်တယ်လို့ပဲသူကဘာပြောတာတုံးဆိုကိုတော်ဖရာတကိုးကြည့်တာနဲ့ကိုတော်လည်းဘာဆိုင်နှုံးနေအခုကလည်းအဲ့ဒါမျိုးပြောတတ်သေးတယ်ဟုတ်ကဲ့လား အာရပါရဖြစ်နေတဲ့လူကိုရှေ့ကနေစီတွန်းလိုက်တယ်လို့ဖြစ်သွား။ဒီလိုဘုရားတကူကြည့်တာနဲ့ကိုရော်နဲ့ဘာဆိုင်လုံးလို့ဆိုတော့မြတ်စွာဘုရားကဝင်ပြီးတော့ဖြံပြေပြီးတော့ပေးတယ်ဥရာကြီးဥရာကြီးမပြောနဲ့အဲ့ဒါလိုမပြောနဲ့နေတဲ့အာနန္ဒာဟာငါပေါ်မှာအခုလို့ဘုရားဗုဒ္ဓတဆူရဲ့ဆွမ်းမကားကိုသူကြီးညိုတဲ့ဆွမ်းရည်တတ္တိဒီကုသိုလ်ကောင်းမှုဟာအကယ်၍သူတန်တရားလဲအောင်မယ်ဆိုလို့ရှိရင် စัจเจဝရမင်းကြီးရဲ့ဘဝခုနှစ်ဘဝတရားမင်းကြီးရဲ့ဘဝခုနှစ်ဘဝဒီကုသိုလ်ကပေးနိုင်တယ်တဲ့ဟောဘုရားချီးယိုတဲ့ကုသိုလ်စိတ်ကလေးอ่ะเนาะပေးနိုင်တယ်ဒါပေမဲ့ဥရာကြီးအနန္ဒဟာဒီဘဝမှာပဲ तू อ่ะကိလေသာချုပ်ငိမ့်ပြီးတော့ပြိနိဗ္ဗာန်ဆံမှာပါလို့ရှန္ဒနာနဲ့ပတ်သက်ပြီးတော့အဲ့ဒီတုတ်တန်လေးမှာဖြာရိတ်ပေးသွားတဲ့သဘောလေးပါတယ်အလုံးသိကြတယ်ရှန္ဒနာဆိုတာမြတ်စွာဘုရားရဲ့ တာဝန်ဝတ္တရားတွေပရိယတ်စာပေရဲ့တာဝန်ဝတ္တရားတွေဓမ္မတာဝန်တွေကိုထမ်းဆောင်နေတော့ဒီဘက်ကိုပဲစိတ်ကပျော်နေတယ်ပျော်နေသည့်အတွက်ကြောင့်တရားမှန်မှန်ကန်ကန်အထုတ်ပြီမဲ့လို့သူ့စိတ်ကူကတော့တရားဓမ္မတွေကိုမှတ်တမ်းတင်ဖို့ဖျားဟောသမျှတွေမပြောင်းပြဲ့ဖို့ဆိုတဲ့ဘက်မှာအယုံရှိနေသည့်အတွက်ကြောင့်သူဟာအထက်မဲ့တွေအတွက်ဝိပဿနာကိုကြိုးကြွနုံနုံအထုတ်ဖို့မရဘူးသို့မဟုတ်အထုတ်တော်မှပဲ ူ့ရဲ့ဆန္ဒကတခြားတာဝန်တွေပေါ်မှာအာယုံစိုက်နေသည့်အတွက်ကြောင့်ဖះကိုပြုစုတဲ့နှစ်ပေါင်း25 25နှစ်ဖះနောက်ကနေလိုက်နေပြီမဲ့လို့ तू ဟာသောတပန်အဆင့်ကနေတက်မသွားဘူးဘဲကြတော့မှ तू ဝန်နေပန်နေဖြစ်တုံဆိုမြတ်စွာဘုရားပြိဋိဘံဆံဃာနေကြတော့ဖះလည်းပြိဋိဘံဆံတော့မယ်ငါလည်းသောတပန်ဖြစ်ပဲရှိသေးတယ် ငါကိုဘယ်သူတရားပြမလဲလို့စိတ်ထဲမှာဝမ်းနေတယ်ငိုတယ်အဲ့ဒီကြမှာမြတ်စွာဘုရားကအနန္ဒာစိတ်မပြည့်နဲ့ကြိုးစားအားထုတ်မင်းရမ်းတာဖြစ်မှာပါလို့အာဘိစကားပြောခဲ့တယ်နောက်ကြတော့ဘုရားပြိဋိဘံဆံသွားတော့အလုံးကြားဘူးတဲ့အတိုင်းဘုရားပြိဋိဘံဆံပြီး၃လအကျော်တန်ခါရလာတင်ခံနေမှာရှန္ဒနာမထေရဟာရဟန္တာဖြစ်သွားတယ်ဘော